နေ့စဉ်ဘဝတွေတွင်မဆောင်လွဲနိုင်ပြီးသောအာဟုသူများပြုလုပ်ရသည့်အခါဥပမာတိုင်းမြင့်တဲ့သောအာဟာရကိုဝန်တာအရာစားခြင်း shopping ထွက်ခြင်းရုပ်ရှင်ကြည့်ခြင်းတခြင်းနားထောင်ခြင်းတန်ဖက်ပလာပစကားများပြောမိခြင်းမနစ်တဲ့သောအာယုများနှင့်စုံလီမကျေနပ်ခြင်းစသည်တို့မှာတတ်နိုင်သလောက်အပြစ်နဲ့အောင်မိခဲ့သူနှလုံးသွင်းပြုမှုဆောင်ရွက်ရပါမယ်ခင်ဗျာလို့တင်နန်းတူတူမေးပါတယ်ခင်ဗျာမလုပ်ဖဲနေရင်ကောင်းဆုံးပေါ့ လှုပ်ချင်နေတယ်ဆိုတာကိုကပဲဒါအကုသိုလ်ကိုသဘောကျနေသေးတဲ့သဘောရှိနေသေးတယ်အဲ့ဒါတမင်တော့မလှုပ်သင့်ဘူးပေါ့တတိမေလို့ဖြစ်သွားတာမျိုးကရှိနိုင်တာတတိမေပြီးတော့ဖြစ်သွားတာခွင့်လို့ရမှာတိတိကြီးကတော့မလှုပ်သင့်ဘူးပေါ့ဒါအကုသိုလ်ဖြစ်မှန်းသိရတဲ့အတိုင်းတိတိကြီးမလှုပ်ထိုက်ဘူးပေါ့ပုရုဇဉ်ဂတိအလျောက်တတိလက်လွတ်သွားတဲ့အခါတွေများများစွာရှိပါတယ် ဲ့ဒီတတိလက်လွတ်သွားတဲ့အချိန်လေးမှာဖြစ်နေကြမှုဖြစ်သွားတာတော့ခွင့်လွှတ်ရမှာပဲဒါနော်တတိရတာနဲ့တကြိုင်နဲ့ပြန်ဖန်းထင်းပြီးတော့အကုသိုလ်ဒါမကောင်းဘူးငါမဖြစ်စေရဘူးဆိုတဲ့စိတ်နဲ့ပြန်ပြီးတော့ determination လုပ်ရမှာအဲ့လိုပုံပဲနဲ့ဒါလေးကတော့ဖြစ်လောက်ပါလေဆိုပြီးတော့တမင်လုံးထာကြတော့အကုသိုလ်ကအကုသိုလ်ပါပဲနော်မိခဲ့ကမိကလေးကသေးသေးလေးကင်လဲပူမှာပဲဒါကတော့ဒီတိတိကြီးလုပ်ရင်ကတော့ intentionally action ဖြစ်သွားပြီ intentionally မသိလို့မိလျော့ပြီးတော့ဖြစ်သွားတာတတိတံမောဒတတိမေ့တော်လို့ဖြစ်သွားတဲ့အကုသိုလ်ကတော့ဒါကတော့ပုရုษေမန္တညာဒါဖြစ်နေဥမှာပဲတမင်ကြီးဓမ္မလောကကောင်းမှုသိရတာနဲ့မရှောင်နိုင်လို့လုပ်တယ်ဆိုတာကတော့ကြီးပါဝက်သားမတည့်ပါဘူးလို့ပြောရတဲ့နဲ့စားတဲ့လူကတော့ဒါကတော့ဒေါနီတာပဲမှန်ပါနော်မမစည်းတို့ယောဂါရှိတယ်အချိုးမတည့်ဘူး တန်းလိုက်အောင်မယ်ဆိုတော့ဒါကုလောဘကုမထိန်နိုင်တဲ့လူပဲဒါတော့နော်အဲ့ဒါကိုတော့ခွင့်လွှတ်နိုင်ကြအကြောင်းရှိပါမလားမရှိပါဘူးဒါတော့ရှိဘူးအဲ့ဒါတော့နော်လောကမှာလူတွေကအဲ့လိုဖြစ်တတ်တယ်နော်အာလေးတော့မရှောင်နိုင်သေးဘူးမရှောင်နိုင်သေးဘူး ਨੇ အလျှော့ပေးလာတဲ့ဘွားတွေကများလာပြီနိ။ဒါကြောင့်မို့ခင်ဗျားပါတို့တဲဆုကကွဲ့တော်မူတဲ့ဖရာတွေကိုလည်းလွတ်အောင်ပုံနာခဲ့တာ အဲ့လိုအလျှော့ပေးခဲ့ကြတာပဲဒါအလျှော့ပေးလာတာအဲ့ဒါကတော့အလျှော့မပေးသင့်ဘူးလို့ပဲပြောအောင်တတိလက်လွတ်ပြီးအကုသိုလ်ဖြစ်သွားတာကတော့ခွင့်လွတ်ဆရာပဲပြည့်ရတဲ့နဲ့မရှောင်နိုင်လို့တော့မလုပ်ပါနဲ့ဒါပဲရှိတာနော်ပြည့်ရတဲ့နဲ့ဒါအကုသိုလ်မှန်သိပြီတတိထားမိပြီဆိုရင်တော့ဆောင်းမှာပဲဆောင်းမှာ နောက်ဆုံးတပုတ်အနေနဲ့ပဲမိပါရမယ်ဗျာအချိန်ကဒေါသကိုချုပ်ထိန်စေနိုင်သောနည်းများစွာရှိပါသော်လည်းတပည့်တော်တို့ကုသစီများအနေနဲ့ချုပ်ထိန်ရသည်မှာခက်ခဲလှပါသည်အလွယ်ကူဆုံးနှင့်အထည်ရောက်ဆုံးဒေါသချုပ်ထိန်ကြီးကိုသိလိုပါသည်ဗျာလို့မိပါရခင်ဗျာအဲ့တော့လွယ်ကူဆုံးကတော့ကိုစိတ်တူတာကိုစိတ်တူတယ်လို့သိဖို့ဟာဒါအရေးကြီးဆုံးပဲနံပါတ်၁က ကိုယ်ဒေါသဖြစ်တယ်ဒေါသဖြစ်ရင်ဒေါသဖြစ်တယ်လို့သိဖို့လိုတယ်။သိလာပြီးတဲ့အခါမှာဒေါသရဲ့အပြစ်တွေကိုမကြမကြဆင်ញင်ပေးဖို့မကြမကြဆင်ញင်ပေးတဲ့နေဖို့စိတ်တူတာမကောင်းဘူးဒေါသဖြစ်တာမကောင်းဘူးဘာလို့မကောင်းလဲဒေါသဖြစ်ရင်ငါရင်ထဲမှာပူတယ်စိတ်လှုပ်ရှားမှုတွေဖြစ်တယ်ငြိမ်းချမ်းမှုတွေပျက်စီးတယ်ဒေါသရဲ့အပြစ်တွေကိုဆင်ញင်ပေးတဲ့နေဖို့နော်အဲ့ဒီလိုဆင်ញင်ပေးခြင်းဖြင့်လေဒေါသတရားကိုလျှော့ချလို့ရပါတယ် ျော့ချလို့ရပါတယ်နောက်တစ်ခုကတော့ဒီဒေါသတရားမဝင်လာခင်စိတ်ကလေးကြီးနေတဲ့အချိန်မှာမေတ္တာကိုခိုင်ခိုင်မာမာနှလုံးသားထဲမှာတိဆောက်ထားဖို့လိုတယ်ဒေါသရဲ့ထွက်ပေါက်ဟာမေတ္တာပဲဒေါသရဲ့ထွက်ပေါက်ဟာမေတ္တာဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ကမေတ္တာဘာဝေတ္တပါဒေါသတ္တပဟာနာယ ဒေါသဆိုတဲ့တရားကိုကိုယ်တဏ္ဍာကနေဖယ်ရှားပြဖို့အတွက်မေတ္တာဘာဝနာကိုပွားပါနှလုံးသားထဲမှာဒေါသဝင်မလာနိုင်အောင်မကျေနပ်တာတွေကကြည့်ပြီးတော့ဒေါသဆိုတာဖြစ်တာမကျေနပ်တာတွေဆိုအဲ့တော့မကျေနပ်တာဆိုတာမရှိရအောင်ကွအားလုံးကိုကျေနပ်လိုက်ပါပေါ့အဲ့ဒါအကောင်းဆုံးနည်းပဲနော်မကျေနပ်တာမရှိပါနဲ့အားလုံးကိုကျေနပ်လိုက်ပါကျင့်နှက်လိုက်တယ်သိခံတယ်ခွင့်လွတ်တယ်ဆိုတော့အတွေးတွေနဲ့ဟာဒီ ဒေါသကိုဖယ်ရှားပြစ်နိုင်ပါတယ်ဖယ်ရှားပြစ်နိုင်တဲ့အခါမှာခုနကပြောတဲ့မေတ္တာကိုကိုယ့်ရဲ့နှလုံးသားထဲမှာခိုင်ခိုင်မာမာတိဆောက်ပွားများအားထုတ်ထားမယ်ဆိုလို့ရှိရင်ဒေါသဆိုတာနောက်ဝင်လာတော့မှမဟုတ်ပါဘူးဘောက်ခဲဒေါသကြီးကြီးဒီမေတ္တာဆိုတဲ့ရေနဲ့ညှိနှိုင်းလို့ရှိရင်ဒေါသမီးဟာလောင်မှာမဟုတ်ပါဘူးအဲ့တော့ပထမဆုံးစလုံးအောင်မှာတော့ဒေါသရဲ့အပြစ်တွေကိုဆင်ញင်လိုက်ပါဒေါသအပြစ်တွေကိုဆင်ញင်နေခြင်းဒီပင်နဲ့ ဒါဓမ္မ ानु ပัตနာတစ်မျိုးပဲနော်ဒေါသရဲ့အဖြစ်ကိုဆင်ញင်တာဓမ္မ ानु ပัตနာပဲဆင်ញင်လို့ဒေါသမကောင်းဘူးဆိုတာကိုသိလာလို့ရှိရင်ဒီဒေါသကိုပယ်ဖို့ရတဲ့မေတ္တာဘာဝနာပွားပါတဲ့ဒေါသဒီအနိဋ္ဌာယုံပေါ်မှာအာယောနိတောမနတိကာရကြောင့်ဖြစ်တာကိုယ်နှလုံးသွင်းမှားနေလို့ဖြစ်တာအဲ့ဒီနှလုံးသွင်းလေးကိုပြောင်းပေးလိုက်ဆိုပါစို့လူတယောက်ပေါ်မှာဒေါသဖြစ်တယ်ဆိုရင် ဒီပုဂ္ဂိုလ်တခုကိုယ်ပေါ်မှာပြုမှုဆက်ဆံတာတွေကိုအကြောင်းပြုပြီးဒေါသထွက်တာပါအကြောင်းမဲ့ထွက်တာမဟုတ်ပါဘူးဘယ်တော့ကငါ့ကိုမလုပ်ခဲ့တယ်ဘယ်တော့ကငါ့ကိုမလုပ်ခဲ့တယ်ဆိုတော့အဲ့ဒီအတွေးတွေကိုချဲ့ပြီးတော့တွေးသည့်အတွက်ကြောင့်ဒေါသဖြစ်တာအဲ့ဓာတွေကိုမေ့ပျောက်ပြီးတော့ပြစ်လိုက်မယ်ဆိုလို့ရှိရင်ဒေါသတရားဖြစ်ပေါ်လာစရာအကြောင်းမရှိပါဘူးဒေါသကိုဖြေဖို့ရတဲ့ကတော့နံပါတ်၁ခန္တီဆိုတဲ့သီးခံခြင်းခန္တီဆိုတာကကိုယ့်ရဲ့စိတ်လေးနှလုံးလေးဟာ ပင်ကိုအနေထားမပြတ်အောင်ထိနိုင်တဲ့စွမ်းရည်တတ္တိကိုပြောတာခန္တီခန္တီဆိုတာဘာမှမပြောဘဲနဲ့ငုံခန်နေတာကိုပြောတာမဟုတ်ဘူးနော်ခန္တီရဲ့သဘောတရားကခမှုတဟနေထိမ့်သိမ့်နိုင်စွမ်းရှိတယ်ကိုယ်စိတ်လေးကပင်ကိုအနေထားစိတ်ထဲမှာမကျင်တတ်တာဆိုတာမပေါ်ရအောင်ကျင်တတ်မှုကလေးကိုထိမ့်ထားနိုင်တယ်ပေါ့ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာကျင်တတ်နေတဲ့အနေထားလေးကိုထိမ့်ထားနိုင်တဲ့စွမ်းရည်တတ္တိတကူကိုခန္တီလို့ခေါ်တာနော် အဲ့ဒီခန္တီတရားရဲ့အကျိုးစီးပွားတွေဆင်ញင်သုံးသပ်ရမယ်ဒေါသရဲ့အပြစ်တွေကိုဆင်ញင်သုံးသပ်ရမယ်အဲ့လိုဆင်ញင်သုံးသပ်ခြင်းဖြင့်ခန္တီရဲ့အကျိုးကိုသိမြင်လာမယ်ဒေါသရဲ့အပြစ်တွေကိုသိမြင်လာမယ်သိမြင်လာတဲ့အခါထိုဒေါသအလွယ်တကူနဲ့ဖြစ်ခွင့်မရအောင်မေတ္တာဘာဝနာပွားမေတ္တာဘာဝနာပွားဆိုတာတတ္တဝါတွေရဲ့သူတို့ပြုမှုဆက်ဆံမှုအပေါ်မှာဘယ်လိုပဲပြုမှုပြုမှုဘယ်လိုပဲဆက်ဆံဆက်ဆံသီခဏ်ခြင်းခွင့်လွှတ်ခြင်းဆိုတဲ့အတွေးတွေ ဘုံတီးခြင်းဆိုတဲ့အတွေးတွေကိုမထားတော့ဘဲနဲ့သိခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့အတွေးနဲ့အကာအကွယ်လုပ်ပြီးတော့ကိုယ်ရင်ထဲနှလုံးထဲမှာမေတ္တာတရားကိုခိုင်ခိုင်မာမာထားခြင်းဖြင့်ဒေါသတရားကိုဖယ်ရှားနိုင်ပါတယ်တဲ့ဘယ်တရားအာထုတ်အာထုတ်ဒေါသကိုတော့ဖယ်ရှားလို့ရပါတယ်သို့တော့မေတ္တာအတွက်ဒါ specific ပေါ့ဒီမေတ္တာဟာဒေါသအတွက် specific ပဲပြီးသက်ထုတ်လုပ်ထားတဲ့တရားတစ်မျိုးပဲပေါ့ဆက်ကျင်တဲ့တရားအနေနဲ့မြတ်စွာဘုရားဟောတာပါဒါကြောင့်မို့ မေတ္တာဘာဝနာပွားခြင်းဖြင့်သောတာတရားကိုဖယ်ရှားပြနိုင်ပါလို့